အာရခတ်တော် AA ရဲ့စစ်စင်ရေးမှာစစ်ကော်မရှင်ရဲ့ဗျူဟာမြောက်စခန်းတစ်ခုပြိုလဲသွားတဲ့နောက်ဆုံးရအခြေအနေတွေနဲ့ဒီနေ့ရဲ့တရင်အစီအစဉ်ကိုစပါမယ် ရခိုင်ပြည်နယ်ဒီမကွေးတိုင်းအဆက်မှာရှိတဲ့စစ်ကော်မရှင်ရဲ့အရေးပါတဲ့နတ်ရီကန်လီချောင်းရံကာကွယ်ရေးဗျူဟာကုန်းကြီးဟာအရခတ်တက်တော် AA ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီလို့စစ်ရေးသတင်းအရင်းမြစ်တွေကအတည်ပြုပါတယ်။ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာဗျူဟာကုန်းစခန်းကြီးတဲကကာကင်းစခန်းတွေအပါအဝင် စခန်းကုန်းအလုံးနီးပါးကိုတိမ့်ပိုက်ထားလိုက်ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ဂူခေါင်းလို့ဒီအခိုင်အမာပေါ့လေခုခံနေတဲ့တန်နေသေးတဲ့စခန်း န်းတနေရာကိုပဲရှင်းလင်းဖို့ဆက်ပြီးတော့ထိုးစစ်ဆင်နေကြပါတယ်။စီရေးတရင်အရင်မြစ်တွေရဲ့ပြောပြချက်အရဆိုရင် AA ဟာနိုင်ရီကန်စခန်းကိုထိန်းချုပ်လိုက်ပြီးတဲ့နောက်စစ်တုံ့ပန်းအဖြစ်အရာရှိတယောက်ကိုလည်းဖမ်းဆီးရမိထားပါတယ်။စစ်တပ်ဟာလေကြောင်းကနေရိတ်ခါတွေလက်နက်တွေပို့ပြီးတော့ခုခံခဲ့ကြပေမဲ့ AA ကနိုင်ရီကန်ကိုချင်းကတ်တဲ့လမ်းကြောင်းနှစ်ခုလုံးကိုတရင်နှစ်ပတ်နီးပါးအကြာဖြတ်တောက်ထားနိုင်ခဲ့တာကြောင့်ဒီစခန်းကလုံးဝကျသွားတာဖြစ်ပါတယ်။နိ န်းရေကန်စခန်းကျသွားတာဟာမကွေးတိုင်းတွေကစစ်ကော်မရှင်တပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံဒီတပ်ပဆ14ခုပေါ့လေအဲ့ဒီဟာကိုပါချိန်ချောက်နိုင်ပြီဖြစ်ပါတယ် စီရဲအကဲခတ်တွေကတော့အေးအေးအတူကပသိမ်မုံရွာလမ်းမကြီးအထိပါလမ်းကြောင်းဖောက်နိုင်ချေရှိတယ်လို့သုံးသပ်ကြပါတယ်။ဒါပေမဲ့ဒီဘူဟာကုန်းသိမ့်ပိုက်မှုနဲ့ပတ်သက်ပြီးတော့အေးအေးဘက်ကတော့တရဝင်းသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။တီဘောမျိုးနယ်မှာဒီစစ်တပ်ရဲ့စစ်ကြောင်းလှုပ်ရှားမှုကြောင့်ဒေသခံပြည်သူတွေစိုးရိမ်မှုအမြင့်ဆုံးအခြေအနေကိုရောက်နေတဲ့အကြောင်းနဲ့ဆက်ပါမယ်။ရှမ်းမြောက်ဒေသရဲ့ဒီအချက်ချာကြတဲ့တီဘောမျိုးနယ်ထဲမှာစစ်ရေးတင်းမာမှုတွေပြန်ပြီးတော့စတင်လာ နေပါတယ်။အောက်တိုဘာလ14ရက်နေ့ဝင်းကျင်ကစပြီးတော့ဒီစစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတစ်ခုဟာတီဘောမျိုးနဲ့၃မိုင်ပေါ့လေအကွာလောက်ထိဝင်ရောက်လာခဲ့ပါတယ်။ ဒီစစ်ရေးလှုပ်ရှားမှုတွေကြောင့်တီဘောဒေတာကိုထိမ့်ချုပ်ထားတဲ့တန်မျိုးသားလူမျိုးရေးတက်မလို့ TNL နောက်ပြီးတော့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSAA ရိုးနဲ့ဒီ SSA ရိုးနဲ့ပေါ့လေစစ်ကော်မရှင်တက်တို့အကြားမှာဆိုရင် အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်လာနိုင်ပါတယ်စစ်ကော်မရှင်တပ်ဟာတိုက်ပွဲတိုင်းလူလူမှာလေကြောင်းတိုက်ခိုက်မှုတွေကိုအားကိုအသုံးပြုခဲ့တဲ့အတွက်ဆက်ပြီးတော့လည်းအသုံးပြုနေသေးတဲ့အတွက်ပေါ့လေတိုက်ပွဲတွေဖြစ်လာခဲ့ရင်အရက်သားတွေအပ ပေါ်လေချောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးကြီးကြားရောက်မှုအနေတွေကိုမျိုးကန်လူထုတွေက အကြီးအကျယ်စိုးရိမ်နေကြပါတယ်ဒေသခံတွေဟာစစ်ပွဲတွေပြန်ဖြစ်လာမှကိုကြိုတင်ခတ်မှန်းပြီးတော့စစ်ဘေးရှောင်ဖို့အသင့်ပြင်ဆင်နေကြရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်စစ်ကော်မရှင်တပ်ရဲ့ရည်ရွယ်ချက်ကဒေသတွင်းလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ဖြစ်ပေမဲ့အဲ့ဒီအခြေအနေဟာဆိုရင်တီဘောမှာခိုလုံနေရတဲ့ဒီရှမ်းမြောက်ဒေသရဲ့ ဲ့တခြားမျိုးနယ်တွေတဲကစစ်ဆောင်ပြည်သူတွေအတွက်ကတော့နေရာတစ်ကိုထပ်ပြီးတော့စစ်ဆောင်ရမယ့်အခြေအနေမျိုးကိုတွန်းပို့နေပြီလို့ဆိုကြပါဗျာ။ ကယားဂရနီပြည်နယ်ရှမ်းပြည်တောင်ပိုင်းနေဆက်ဒေသကစစ်ရေးတင်းမာမှုနောက်ဆုံးအခြေအနေတွေကိုလည်းပြောပြခြင်းမာတယ်ဒီစစ်ကော်မရှင်တပ်ဟာအောက်တိုဘာလတည်းမှာပဲဂရနီနယ်ရှမ်းနယ်ဆက်တလျှောက်မှာစစ်မျက်နှာ၅ခုအထိဖွင့်ပြီးတော့အပြင်းအထန်ကိုထိုးစစ်ဆင်နေတယ်လို့ဂရနီအမျိုးသားများကကွယ်ရေးတပ်ဖွဲ့ KNDF ကအောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်စစ်မျက်နှာ၅ခုဟာဆိုရင်ဂရနီပြည်ထဲကလိုက်ကော်အရှိချမ်းနောက်ပြီးတော့ဒီမော့ဆိုဖရူဆိုဘော ခဲမြို့နယ်တွေအပြင်ရှမ်းတောင်နဲ့ဆက်ဆက်နေတဲ့ဖဲခုံမြို့နယ်တွေမှာစစ်မျက်နှာဖွင့်ထားတာပါအောက်တိုဘာလ9ရက်နေ့မှာတော့လွိုက်ကော်မြို့နယ်တဲကလင်ဖုံကြီးရွာနာမှာတိုက်ပွဲပြင်းထန်ခဲ့ပြီး KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်စစ်တပ်ဘက်က10ရောက်လောက်ဒေဆုံးမှု ရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ဒါအပြင်ရှမ်းကရီနီနယ်ဆက်ဖဲခုံအနောက်ချမ်းကဒီဘောရိုင်ရွာကိုလည်းစစ်ကော်မရှင်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ဒီ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် င်တွေကမိရှုဖြက်စီခဲ့ကြပါတယ်စစ်တပ်ဟာထိုးစစ်တွေတဲမှာလက်နက်ကြီးတွေနဲ့လေကြောင်းပစ်ကူတွေကိုအလွန်အကျွံအသုံးပြုနေတယ်လို့ရှေ့တန်းမှာအထိခိုက်ကြဆုံးမှုတွေများတာကြောင့်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအပြင်ဒီစစ်မှုထမ်းတပ်သားတစ်တွေကိုရောပေါ့လေရှေ့တန်းကိုတွန်းပို့ပြီးတော့လူသားတိုင်းအဖြစ်အသုံးပြုနေတယ်လို့ KNDF ကဆိုပါတယ် ကရင်ပြည်မြရီနယ်စပ်ကနိုင်ငံတကာအစင်ငွေလိမ်လုပ်ငန်းတွေဒီ scam cities ပေါ့လေဒါကပြန်ပြီးတော့ဥမော့လာတဲ့သတင်းတပုတ်နဲ့ဆက်ပါမယ်။ မြန်မာထိုင်းနယ်စပ်မှာရှိတဲ့ကရင်ပြည်မြောက်ရီမြို့နယ်တဲကငွေလိန်လုပ်ငန်းစင်တာတွေဟာအရင်ကဒေသတွင်းအာဏာပိုင်တွေရဲ့နှိမ်နှင်းမှုတွေရှိခဲ့ပေမဲ့လည်းအခုခါမှာတော့ပုံမူကျေပြန့်စွာနဲ့ပေါ့လေပုံပြီးကျေကျေပြန့်ပြန့်နဲ့လှင်လင်းမြန်မြန်ပဲပြန်လည်ဥမော့နေတာကိုတွေ့ရတယ်လို့ AFP သတင်းတပုတ်ကဖော်ပြပါတယ်။ AFP သတင်းဌာနကအောက်တိုဘာလ15ရက်နေ့မှာဖော်ပြခဲ့တဲ့စုံစမ်းတွေ့ရှိချက်တွေအရဆိုရင်နယ်စပ်တစ်လျှောက်က အဆောက်အချက်တင်းကျပ်ထားတဲ့အဆောက်အုံဝင်းတွေထဲမှာဒီဆောက်လုပ်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ပြန်ပြီးတော့စတင်နေတာကိုဂျိုဒူးအပုံရိပ်တွေကနေတဆင့်တွေးခဲ့ရတယ်လို့ဆိုပါတယ်ဒီအချက်ကငွေလိမ်လုပ်ငန်းတွေပို့ပြီးတော့ကြီးမားလာတယ်ဆိုတာကိုပြနေတာပါ အထူးသဖြင့်စိုးရင်စရာကောင်းတာကတော့ဒီစင်တာတွေဟာအင်တာနက်လမ်းကြောင်းဖြတ်တောက်ခံရမှုတွေကိုရှောင်ရှားနိုင်ဖို့အတွက် Elon Musk ရဲ့ Starlink ဂျိုဒူးအင်တာနက်ဝန်ဆောင်မှုတွေကိုအများကြီးအသုံးပြုနေတယ် တာပဲဖြစ်ပါတယ်။ဒီငွေလိမ်လုပ်ငန်းတွေဟာကရင်ပြည်မြောက်ပြည်မြို့နယ်ထဲကမီဒီယာနဲ့ဒီဥပဒေထိန်းချုပ်မှုမရှိတဲ့ဒေသတွေမှာရှိနေပြီးတော့ဒီလိုမျိုးပြန်လဲဥမော့လာတာဟာဆိုလို့ရှိရင်နိုင်ငံတကာငွေကြေးလိမ်လည်မှုတွေနဲ့အတူလူကုန်ကူးခံရသူဒီရွှေ့ပြောင်းလုပ်သားတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရက်အဖြစ်ဆက်ပြီးတော့ရှိနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။